ကဲရုံးနေနဲ့ကွဲပြအောင်ကြည့်ကုန်ရသော်ဗျာဘလို့ဟောထားတော့အဲ့တုတ်တန်6ခုပါရသော်ဗျာအတူလေးညာဝိပဿနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုဟောတဲ့တရားတွေဖြစ်မယ်အဲ့ဒီမှာရသော်ဗျာရှုရမယ့်တရားလေးဘာတွေပြောထားလို့လူတိုင်းမှာရှိနေတယ်ပါဝင်နေတယ်ကိုယ်ကာယမှာရှိနေတယ်အရာ7မျိုး ရှင်းပြအဲ့စနှမျိုးကဘာလို့ဆိုရင်မျက်စိနော်မျက်စိနာနှာခေါင်းလက်ရာကာယဒါရုပ်ပိုင်းဆိုင်ရာက၅ခုပြီးတော့မနဆိုတဲ့စိတ်6ခုအဲ့ဒါကိုအတွင်းအစ္ဆတရဏလို့ခေါ်တယ်လူဘဝကိုချုံးပြီးတော့ပြောလိုက်မယ်ဆိုရင်ဒီ6ခုတွေ့ဒီ6ခုတွေ့လူတိုင်းလူတိုင်းမှာ မျက်စိဆိုတာပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်အရေးကြီးတဲ့အစိတ်ပိုင်းတွေကိုပြောတာနော်အရေးကြီးတဲ့အစိတ်ပိုင်းတွေပြောအရေးမကြီးတာတွေဖယ်ထားလိုက်အရေးကြီးဆုံးကဘာလဲမျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကာယရဲ့ကာယဆိုတဲ့မှာအကုန်ပါသွားပြီနော်ပြီးတော့မှမနဆိုတဲ့စိတ်အဲ့ဒါတွေကို ద్వార လို့လည်းခေါ်တယ်ဝတ္ထုလို့လည်းခေါ်တယ် သို့သောဝိထုလို့ခေါ်တဲ့နေရာမှာမနနေရာကိုဟရယလို့သုံးညာတယ်ပေါ့ဟုတ်ပြီ ద్వార လို့ခေါ်မယ်ဆိုရင်စက္ခု ద్వార သောတ ద్వార ခန္ဓာ ద్వార ဇီဝ ద్వార ကာ ద్వార မနော ద్వార လို့ ద్వార 6ပါးရှိတယ်ဒါလူရည်ရဲ့တဏ္ဍာမှာရှာကြည့်လိုက်မယ်ဆိုရင်ဒီ6မျိုးတွေ့အဲ့ဒီ6မျိုးနဲ့ 6မျိုးတင်လာလို့ဆိုမဟုတ်ဘူးအဲ့ဒီ6မျိုးနဲ့ဆက်သွယ်လာတဲ့ဟာတွေကိုကြည့်လိုက်မယ်ဆိုအားလုံးဆိုမျက်စိနဲ့ဆက်သွယ်လာတဲ့မျက်စိမှာထင်ဟလာတဲ့အရာတွေအစင်အစင်ဆိုတဲ့ရူပယုံယုံနားထဲမှာထင်ဟလာတဲ့အရာတွေအတန်နှာခေါင်းထဲမှာပေါ်လွင်လာတဲ့ရုပ်တွေအနတ်လျှာမှာပေါ်လွင်လာတဲ့ရုပ်တွေအရာသာကိုယ်ကာယမှာပေါ်လွင်လာတဲ့ရုပ်တွေအထိအတွေ့ အထီးအတွေ့ဆိုတာ၃ခုကိုပြောတာဘာ၃ခုလဲလို့ဆိုစဉ်းစားကြည့်လေကိုယ်လာထီလို့ရှိရင်ဘယ်လိုသိလဲ၃မျိုးပဲသိတယ်။မာနဲ့ထီထီ၃မျိုးပဲသိတယ်နော်။ဥပမာကျမ်းပေါ်ထိုင်နေကျမ်းနဲ့ကိုယ့်ရဲ့တင်မာနဲ့ထီတယ်ဘယ်လိုသိလဲဆိုကျမ်းကိုယ်ထိုင်နေတဲ့နေရာသည်မာသလားပျော်သလားသိတယ်။မာသလားပျော်သလားမာတယ်ပျော်တယ်လို့သိတာမထူဘူးကိုသိတာ အဲ့ဒီမှာပူသလားအေးသလားနှွေးသလားအေးသလားသိလို့ရှိရင်တည်စောဦးသိတယ်အဲ့ဒီအောက်ကနေပြီးတော့တွန်းခံမှုလှုပ်ရှားမှုဆိုတာလေးကိုသိလို့ရှိရင်ဝါရော